ုတိုင်းညောင်လေးပင်မြို့နယ်ကြံမူကျေးရွာကနေညောင်လေးပင်မြို့ပေါ်ကိုကျောင်းသုံးပစ္စည်းသွားဝယ်တဲ့ဆရာမနဲ့ကျောင်းသားရွာကိုပြန်ချိန်မှာရင်တိုက်မှုဖြစ်ပြီးတေဆုံးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ဇွန်လတရက်နေ့ညနေ၄နာရီခန့်မှာကျံမူရွာအလားကကျောင်းကအသက်34နှစ်အရွယ်ဆရာမတော်ပြပြဖြိုးအောင်နဲ့ grain nine ကျောင်းသား16နှစ်အရွယ်မောင်ဖြိုးမောင်မောင်တို့ဟာညောင်လေးပင်မြို့ကနေကျံမူကျေးရွာကိုဆိုင်ကယ်နဲ့ပြန်လာချိန်မှပြောတော်လန်ဂျပန်တရာစစ်တပ်ဂိတ်အနီးအယောက်မှာကားတစ်စီးကဝင်တိုက်ခဲ့တာလို့ဆိုပါရတယ်။ ဟိုအရင်ကလည်းကျောင်းသားတွေကျောင်းပဲကျောင်းသားတွေကအဝတ်စားတော့ဟိုတော့ဝယ်ပြီးနေကြရှိတယ်ကျောင်းသားတွေတော့တဘောကောင်းတယ်အဲရွာလည်းသူ့ချစ်ကြတယ်တော့ဆရာမရလည်းသူ့ကိုကောင်းတယ်သူ့တဘောကောင်းတယ်အဲ့တော့သူကျောင်းသားတွေနဲ့ဖြင်းနေကလည်းဝယ်ကိုခေါ်လာတာရှင်တိုင်းမှုဖြစ်ချိန်ကားနဲ့ဆိုင်ကယ်ကချိတ်ပါသွားပြီးဆရာမကနေရာမှာတင်ပွဲချင်းပြီးတည်ဆုံးကကျောင်းသားကတော့ညောင်လေးပင်ဆင်းအောင်ရောက်မှတည်ဆုံးသွားတယ်လို့ဆိုပါတယ် ဆီယာမားဟာအိမ်အောင်ပြုထားတာတစ်နှစ်ခန့်သာရှိသေးပြီးထိုင်းမှာအလုပ်လုပ်နေတဲ့အမျိုးသားဖြစ်သူနာယေးကိုပြန်လာဖို့စောင့်နေရတဲ့အတွက်ဇွန်လ9ရက်နေ့လယ်12နာရီဝန်းကျင်မှာကျေးရွာတုတ်တံမှာဆီယာမားနဲ့ចောင်းသားတို့ရဲ့နာယေးကိုတစ်ချိန်တည်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်ဆရာမတော်ပြပြဖြိုးရအောင်ဟာလူချစ်လူခင်ပေါများသူဖြစ်ပြီးចောင်းအတွက်လိုအပ်တာရှိပါကကိုတိုင်းငွေကြေးစိုက်ထုတ်လုပ်ကြနေချိုးတဲ့တဲ့ចောင်းသားចောင်းသူတွေအတွက်လည်း ကျောင်းသုံးပစ္စည်းတွေကိုဝယ်ယူပေးတာတွေပြုလုပ်တတ်သူဖြစ်တယ်လို့လည်းဆိုပါတယ်။နာယေးကိုလူထောင်ကြီးလိုက်ပါပို့ခဲ့ကြပြီးတော့နှစ်ဦးစလုံးကိုတော့ကျေးရွာတုတ်တံမှာပဲဂူသွင်းတကြိုခဲ့ကြတယ်လို့ဆိုပါတယ်။ကလူရရအချောင်းသားတွေမှလည်းဒီဆ iamma စိတ်တက်ပြီးတည်တယ်လေဆ iamma တော့ဘောတွေကတော့အဲ့မှာကလေးတွေငုံနေတာနဲ့သူတို့တေးဥဆောင်တာတော့မဟုတ်ဘူး အဲ့ဒါအမှန်ကဒီလိုကလူတပါဝဝုံနေတာတကယ်လို့လားတကယ်လို့သူတို့ဆရာမတကယ်ချစ်တာလားဆရာမလည်းအကုန်လုံးချစ်ကြတယ်ကျွန်တော်တို့အဲ့ဒါကတိုင်တယ်လုံးချစ်တယ်ဆရာမ င်တိုက်မှုနဲ့ပတ်သက်ပြီးကားမောင်းသူကိုရဲကဖမ်းဆီးထားတယ်လို့သိရကြောင်းအထက်ပါဒေသခံကပြောဆိုပြီးဒီအခြေအနေတွေနဲ့ပတ်သက်တဲ့နောက်ဆက်တွဲတွေကိုတော့မြေလက်အတန်ကတိကျအတိမပြုနိုင်သေးပါဘူး။